်မင်္ဂလာပါရှင်ကတိနူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်တဝဲမျိုးဝင်ကြီးအင်ယာခလာရတရလေးတရဲနဲ့ရေဖြူမျိုးမရဲစကန်တို့ကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်လိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။တနင်္လာနေ့တိုင်းတဝဲမျိုးဝင်ကြီးအင်ယာခလာရတရလေးတရဲနဲ့ရေဖြူမျိုးမရဲစကန်တို့ကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြတူရကစစ်ကြောင်းကခုလိုပဲပြောဆိုထားပါရယ်။ အော်တိုဘာလ9ရက်နေ့မွန်လယ်12နာရီခန့်တွင်ရေဖြူမြို့နယ်မြို့မရဲစခန်းတွင်တက်ဆွဲထားသောအကြံဖက်စစ်သားများကိုဒရုန်းနဲ့ပုံကျဲတိုက်ခတ်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိမှရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါသည်အလာဒူရင်းနေညနေ၄နာရီကျော်ကနေတဝဲမြို့ဝင်ကြီးအင်ရအတွင်းတက်ဆွဲနေထိုင်သောအကျန်းဖက်စစ်သားများကိုလည်းဒရုန်းနဲ့ထက်မှန်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးအကျန်းဖက်စစ်တပ်ဘက်မှထိခိုက်မှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါသည်။ ဒါအပြင်အော်တိုဘားလ၈ရက်နေ့ည9နာရီခန့်တွင်လည်းလောင်းလုံးမြို့နယ်ခလာရတရလေးတရင်ကိုလည်းတော်လန်ရင်တပ်ဖွဲ့များကဒရုန်းနဲ့ထက်မဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ဒူရကစစ်ကြောင်းဒရုန်းတင်းနဲ့ DEF ဒရုန်းတင်းတို့ကပူးပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ပြည်သူများအနေနဲ့လည်းတနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရေးများအားအရှိန်အဟုန်တိုးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်သောကြောင့် စည်ရီအထူးသတိသတိပြုသွာလာနေထိုင်ကြရန်တိုက်တွန်းထားပြီးကလင်းတိုင်းတိုင်းအတွင်းအကြမ်းဖက်စစ်တပ်ကအချိန်မရွေးလေကြောင်းအသုံးပြုတိုက်ခိုက်မှုများရှိနိုင်သောကြောင့်ပြည်သူများအနေနဲ့လေကြောင်းရန်ကာကွယ်ရေးနှင့်ပတ်သက်တဲ့သတင်းချက်လက်များကိုလိုက်နာကြင်ကြံကြပါရန်နှင့်တော်လန်ရင်းနှင့်စည်ရီရှင်မြင်လာရန်နှင့်အများပြည်သူဘက်ကအမှန်တရားဘက်ရည်တည်လိုသောစစ်သားများရဲတပ်ဖွဲ့ဝင်များကိုပြည်သူရင်ခွင်ကိုလုံ၍အမြဲဆုံးပူးပေါင်းပေးကြရန်ဒရဂစစ်ကြောင်းကတိုက်တွန်းဖိတ်ခေါ်လိုက်ကြောင်းသိရှိရပါရရှင်။ ဆလဘီစတာလင်ကိစ္စအငင်းပွားမှုတွင် NUG ရဲဘော်များကျင်းဝတ်ချိုးဖောက်မှုရှိတယ်လို့စင်ကူမျိုးနဲ့အရေးပေါ်အချုပ်ရေးအဖွဲ့ဝန်ခံပြီးစီကံချိုးဖောက်သူများကိုလည်းအရေးယူသွားမည်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ရှိစင်ကူမျိုးနဲ့အရေးပေါ်အချုပ်ရေးအဖွဲ့အာကာက၎င်းတို့ရဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ PDFS ကြီး Starlink Internet တင်စီရေကိစ္စရဲ့တခုတွင်ပြည်သူအပေါ်ဆက်ဆံရေးကျင့်ဝတ်များကိုချိုးဖောက်ခဲ့ကြောင်းဝန်ခံပြီးအတိပေးအေးအေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းယနေ့အော်တိုဘားလ12ရက်တွင်ထုတ်ပြန်ကြေညာခဲ့ပါသည် ယမန်နေ့အော်တိုဘာလ17ရက်နေ့နေ့လယ်ပိုင်းကစင်ကူးမြို့နယ်အတွင်းရှိကျေးရွာတရာတွင်စီကံချိုးဖောက်တဲ့နေတိမ်မှာ Starlink Internet သိမ်းဆည်းရေးဖြစ်စဉ်ဟာလူမှုကွန်ရက်ပေါ်တွင်ရုတ်တံအဖြစ်ပြန့်နေခဲ့ပြီးအဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီးအရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်းစင်ကူးမြို့နယ်အာကာရေးထုတ်ပြန်ချက်တွင်ပါရှိပါသည် စင်ကူးမျိုးနဲ့အာကာဟာလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင်တည်င်းပေါက်ကြားမှုနဲ့လေကြောင်းတက်ခတ်မှုများခက်ဆက်ဆိတ်ဖြစ်ပွားနေခြင်းကြောင့် Starlink Internet အသုံးပြုမှုများကိုမတ်လ16ရက်နေ့မှစတင်ပြီးစီစစ်ကြက်မှတ်ရန်စီကံများထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ဖြစ်စဉ်ဖြစ်ပွားတဲ့နေ့တွင်စီမင်းစီကံနဲ့အညီအသုံးမပြုတဲ့ Starlink Internet ကိုတင်စီရန်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပူးပေါင်းအင်အား၅ဦးကတွားရောက်ခဲ့ပါတယ်။ အဆိုပါသွားရောက်စဉ်စီကံချိုးဖောက်တဲ့နေအိမ်မှာတာဝန်ရှိသူတာဝန်ရှိသူတဦးကကိုရိုင်းလာရောက်တိမ့်စီမှာလက်ခံမိဖြစ်ကြောင်းပြန်လည်ခြေပပြောဆိုခဲ့ပြီးအာကဥက္ကဋ္ဌရဲ့ညွန်ကြားချက်နဲ့တာဝန်ရှိသူတဦးနဲ့ပူးပေါင်းအင်အား၁၂ဦးကထပ်မံသွားရောက်ခဲ့ရမှာဗီဒီယိုဖိုင်တွင်ပါဝင်တဲ့အငင်းပွားမှုများဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ကနေဦးတွင်တာဝန်ကျရဲဘော်များဟာကောင်းမွန်ကြေလည်စွာရှင်းပြပြီးတော့မှပြဿနာအခြေအတင်မဖြစ်ပွားစေရအတွက်ဥတီဆောင်ရွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတာဝန်ကျရဲဘော်များဘက်ကလည်းပြည်သူလူထုအပေါ်ဆက်ဆံပြမှုနဲ့စီကဲနဲ့ကြက်ဝင်များကိုချိုးဖောက်ပြီးစိတ်လက်မှန်မှာပြမှုများနဲ့ပြန်လည်တုံ့ပြန်မိမှုဆိုကစိတ်မကောင်းပွဲရာတွေ့ရှိရတယ်လို့အရေးပေါ်အထုတ်ရေးအဖွဲ့အားကမှအခုလိုပဲဝန်ခံပြောဆိုထားပါတယ်။စင်ကူမျိုးနဲ့အရေးပေါ်အထုတ်ရေးအဖွဲ့အနေနဲ့ အဆိုပါကျင့်ဝတ်ဖောက်ဖျက်မှုများအတွက်တာဝန်ကျရဲဘော်များကိုထိုက်တဲ့တတိပေးအေးအေးယူမှုများကိုတတိယဆောင်ရွက်သွားမည်ဖြစ်ကြောင်းကတိပြုခဲ့ပါတယ်။ဒါ့အပြင်စီကန်ချိုးပေါက်တဲ့ Starlink Internet ဆက်ပိုင်းရှင်ကိုလည်းထုတ်ပြန်ချမှတ်တာနဲ့စီမင်းစီကန်အတိုင်းအေးအေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။စင်ကူမျိုးနဲ့အာကာအနေနဲ့ယခုဖြစ်စဉ်အတွက်အများပြည်သူလူထုစိတ်အနှောင့်အယှက်ဖြစ်ရတာကိုများစွာစိတ်မကောင်းဝမ်းနဲ့ဖြစ်ရကြောင်းနဲ့နောက်နောက်ယခုကဲ့သို့ဖြစ်စဉ်များထပ်မံဖြစ်မပွားစေရတဲ့အတွက်အတူအလေးပေးစက်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခုလိုပဲထုတ်ပြန်တင်ညာခဲ့ပါရရှင်။စေအုပ်စုရဲ့အလေအညာပေါ်ပြီးမနေ့ကထုတ်ပြန်လိုက်တဲ့မလေးရှားနိုင်ငံသားဝင်ကြီးဌာနရဲ့တင်ညာချက်တွင်မြန်မာစေအုပ်စုမှမလေးရှားနိုင်ငံသားဝင်ကြီးအားအာဆီယံမှာရွေးကောက်ပွဲအတွက်စောင့်ကြည့်လေ့လာသူများဆေလွှတ်ပေးရန်ဖိတ်ကြားခဲ့တယ်လို့သိရှိရပါတယ်။၎င်းတို့ပြောသလိုမလေးရှားမှလေးလာသူများဆေလွတ်ပေးရဆိုတဲ့အကြောင်းတလုံးတပါးသာမှမပါခဲ့ပဲမင်းအောင်လိုင်းကိုတိုင်းတက်ခွင့်မရရှာတဲ့၎င်းရဲ့ဖိတ်ခေါ်ချက်ကိုလာမယ့်အာဆီယံစည်းဝေးတွင်ကိုစားတင်ပြသွားမည်ဟုသိရပါဗျ ်ထိုအစားအရက်သားများနဲ့အရက်ဖက်ကအဆောက်အုံများအားတိုက်ခိုက်နေမှုများရက်ဆိုင်ပေးရန်နှင့်လူသားချင်းစာနာထောက်ထားမှုနှင့်အကူအညီများပေးနိုင်ရေးကန့်သတ်မှုမထားဘဲလမ်းဖွင့်ပေးရန်တိုက်တွန်းသွားခဲ့တယ်လို့မလေးရှားအစိုးရဘက်မှထုတ်ပြန်ခဲ့တဲ့သတင်းကြေညာချက်တွင်ပါရှိလာခဲ့ပါတယ်။မလေးရှားတပ်သည့်ပညာရှင်များကျွမ်းကျင်သူများရဲ့မြန်မာစစ်အုပ်စုရဲ့အတုံးချခံလိုက်ရမှုအတွက်နိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဆန်ရဲ့ပြစ်တင်ဝေဖန်လိုက်ပြန်ပါတယ်အာဆီယံရဲ့ ရတ္တိချက်အားအလွဲသုံးစားမခံရရေးတေချာအောင်ဆောင်ရွက်ရမည်ဆိုကတင်ညာချက်ထုတ်ပြန်လာပါတယ်။၎င်းတို့ရဲ့ငင်းချင်းဂရိကဝတ်များအားလိုက်နာရန်ရွယ်ချက်မရှိကြောင်းကိုလည်းဖျောင်းနိုင်မှလွဲပြီးအတူတချောင်းမှပါမလာတော့သတင်းကျွတ်မိထုံပွဲလားလူဒူလားပါရာဂလိုက်တာနဲ့အပေါ်တက်တဲ့မှာဘုံပြစ်ချတိုက်ခိုက်ခဲ့ခြင်းကိုလည်းထောက်ပြလာခဲ့ပါတယ်။ နောက်ဆိုရင်ရောက်လာသူများကမင်းအောင်လိုင်းကရှေ့စကားပဲမဟရဲအောင်ဖြစ်ရှာတော့မယ်။အရာရာကိုကိုလိုရဆွဲတွေးပြီးပြောနေသူလည်းဖြစ်ပြီးအခုလွန်အလင်းအညာကို၎င်းတို့အားထောက်ခံနေသူများတော့တိနိုင်မယ်လည်းမဟုတ်ပဲ။၎င်းတို့လင်ညာရကျိုးမနဲ့ပဲရည်ရွယ်ချက်ကအထမြောက်သွားပါတယ်။၎င်းတို့ဖို့ကကြိမဲ့သူ 6ဒီ6တောက်ဖြစ်နေတဲ့ဇက်ယုံကြီးတွေကရွေးကောက်ပွဲဆိုတဲ့စင်တင်ပြဆက်ကြီးလိုလူမှုအားဖျက်ရှောက်အဖြစ်အသုံးချကကပြကြအောင်မှာပဲဖြစ်ပါတယ်။အသုံးတော်ခံမဲ့မင်းသားကလည်းရိုဟင်ဂျာအရေးလူမှုကိုဖိနှိပ်ညှဉ်းဆဲအကြမ်းဖက်တပ်ဖြတ်နေတဲ့အရေးတိုင်းမျိုးကိုဖျက်ဆီးခဲ့တဲ့စူများစိုက်ဝင်နေတော့ခြေအစုံနဲ့ထော့နဲ့ထော့နဲ့ကပြအသုံးတော်ခံအောင်မှာဖြစ်တာကိုသိထားကြလဲဘသူမှစိတ်ဝင်စားကြပဲရှေ့လျှောက်ဘာဖြစ်မလဲဆိုတာကိုသာသိနေခြင်းဖြစ်နေကြပါတယ်။ယခုဆိုရင်၎င်းတို့လုံးမဲ့ ရွေးကောက်ပွဲဟာမဲစီရင်များကွဲလွဲမှုမပြည့်စုံမှုများလိုအပ်ချက်များရှိနေကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့်ဝင်ကြီးဆိုသူမြင့်ကျန်ကဝန်ခံပြောဆိုသွားပါရယ်။ဒါအပြင်ဘူးလက်လဆွေကလည်းနေပြီးတော့ရင်အခုလိုဖြစ်နေကြောင်းပြောဆိုထားပြီးဖြစ်ပါရယ်။၎င်းတို့အခုလိုပြောလာခြင်းမှာ တော်ရုံတန်ရုံမဟုတ်ပဲမြင်မကောင်းအောင်ဖြစ်နေတော့ကြောင့်ဖြစ်ပါတယ်အစံဖက်စစ်တပ်ကပြုတ်လုံးမဲ့မြေတိရွေးကောက်ပွဲကိုမဆိုညင်းပယ်ရန်နဲ့အတိမတ်မပြုတ်ရန်နိုင်ငံရေးအကျဉ်းသားအလုံးလွတ်မြောက်ရေးအပါအဝင်အချက်၅ချက်ဆောင်ရွက်ပေးရန်အာဆီယံတို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH NUCC နဲ့ကရင် KNU ချင်း CNF ကချင် KPICD ကရင်နီး KNPB REC အပါအဝင်တော်လိုင်းတက်များနဲ့အဖွဲ့အစည်းပေါင်း20ကယနေ့ကြေညာချက်ထုတ်ပြန်တောင်းဆိုရလို့အခုလိုပဲဖော်ပြထားပါတယ်။အာဆီယံအနေနဲ့အကြမ်းဖက်စစ်တပ်ကပြုလုပ်မဲ့မြေတီရွေးကောက်ပွဲကိုမစိုးညင်းပယ်ရန်နဲ့အတိအမှတ်မပြုရန်အရက်သားများအကြမ်းဖက်မှုမှကာကွယ်နိုင်ရေး အေးအေးယူဆောင်ရွက်မှုများချက်ချင်းလှုပ်ဆောင်ရင်စစ်တပ်ရဲ့အကြမ်းဖက်ရက်စက်မှုများအပေါ်နှုတ်ဆက်နေမှုကိုအဆုံးသတ်ရန်ဒေါင်ဆန်းစုကြည်တမရဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသားများအားလုံးချွင်းချက်မရှိချက်ချင်းလှုပ်ပေးရေးတောင်းဆိုပေးရန်တော်လှန်ရေးအဖွဲ့များကစုပေါင်းတောင်းဆိုထားတယ်လို့ခုလိုပဲသိရပါဗျ။စေအိုစုဟာတစ်ဖက်မှနိုင်ငံတကာမှ၎င်းတို့အားတူတူတန်တန်ဆက်ဆံလာရင်ကမူးရှူတို့လုပ်နေတော်လဲတစ်ဖက်တွင်စစ်အနိုင်တိုက်ရေးလမ်းစဉ်နဲ့ လူတို့အပေါ်အကြမ်းဖက်နေမှုကိုမယံမနာပြုလုပ်နေတဲ့ကြားပြားများနေတာဖြစ်ကြောင်းအခုလိုပဲသိရှိရပါရဲ့ရှင်။